ောင်းတို့သားလည်းကြပါကျွန်တော်ရဲ့ APR Cam မြန်မာ YouTube Channel လေးကနေနှွေးထွေးဆောင်ပြန်လေးကြိုးဆိုလိုက်ပါတယ်စစ်ကောင်စီကကျင်ပါမယ်ဟန်ပြအတွေ့ရောင်ရွှေကပွဲကိုနိုင်ငံတကာကချုံချဆန့်ကျင်ဖို့ကုလသမဂ္ဂလူ့ခွင့်ရေးစုံစမ်းရေးကိုယ်စားလှယ်ကတက်တွန်းလိုက်ပါတယ်ဒီသတင်းကိုတင်ဆက်ပေးပါမယ်သတင်းလေးကိုမတင်ဆက်ခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်သွားကြပါဦးနဲ့ VPN ဖွင့်ပြီးတော့ကြည့်ပေးကြဖို့လည်းမြစ်တာရန်ခန့်ချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအကျန်းဖြစ်စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ဟန်ပြအတုရောင်ရွက်ကားပွဲကိုနိုင်ငံတကာကကန့်ကွက်ခြုံချဆန့်ကျင်ကြဖို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးထူးဆန်းဆန်းရေးကိုယ်စားလှယ် Captain Andrew ကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာစစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအလိန်အညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီးစစ်ကောင်စီကအနာကို တရားဝင်မှုရရှိစေဖို့အတွေ့အရဖန်တီးနေခြင်းဖြစ်ကြောင်းနိုင်ငံရေးအတိတ်ခံများကိုထောင်ချခြင်းနှိမ့်ပန်းနှိမ့်ဆက်ခြင်းကွပ်မြစ်ပြီး ကျင်းပမယ်ရွေးကောက်ပွဲကိုနိုင်ငံတကာအသိဝင်ကဆန့်ကျင်ကြဖို့စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ပြီးမြန်မာပြည်သူများနဲ့အတူနိုင်ငံတကာကရက်တွေနဲ့ကြောင်းပြသကြဖို့အကောင်ကတိုက်တွန်းထားပါတယ် မြန်မာနိုင်ငံမှာအနာသိမ့်ပြီးနောက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်လူပေါင်း6800ကျော်တေဆုံးခဲ့ကြောင်းစစ်ပေးဆောင်ပြည်သူများခိုးလုံနေတဲ့ပုံကြီးကြောင်းများစာတင်ကြောင်းများနဲ့စစ်ပေးဆောင်စခန်းများကိုစစ်တပ်ကတိုက်ခိုက်မှုများတုံ့ပြန်လာသဖြင့်အကြမ်းဖက်မှုများပြင်းထန်လာနေကြောင်း၎င်းကထောက်ပြထားပါတယ်စစ်ကောင်စီက၎င်းရဲ့စွန့်မှုနေမြေတွေကိုလက်လွတ်ရပြီးနောက်အရက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုအချိန်မြင့်လာကြောင်းအရက်ဖြစ်စစ်ဖက်ခွေချခြင်းမရှိတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်းတွေ ဲ့ဖုန်ကြီးကြောင်းတွေကိုထိမှန်ခဲ့ပြီးအရက်သားပြည်သူများသိဆုံးခဲ့ရကြောင်းအတင်းအကျစစ်မှုထမ်းစီခြင်းနဲ့လူအခွင့်အရေးချော့ပေါမှုများနဲ့ရင်းဆိုင်နေရတဲ့မြန်မာပြည်သူများကမြန်မာစစ်ဘုရှုံများကိုရွှန်ရှာစစ်ဆုံနေကြကြောင်းသူကဆင်ပြောပါတယ်စစ်ကောင်စီကမြေပြင်မှာစစ်ရေးအရာရှုံနေနေပေမဲ့ငွေကြေးအရင်အမြင့်နဲ့ပြည်ပနိုင်ငံတွေကလင်းနေတွေရရှိနေတဲ့ကြောင်းအဆိုပါအရင်အမြင့်များဆက်လက်စီဆင်းနေသမျှကာလပတ်လုံးထိခိုက်ပျက်စီးမှုများဆက်လက်ဖြစ်ပေါ်နေပြီဖြစ်ကြောင်းစစ်ကောင်စီကစစ်ရာဇဝတ်မှုများကျူး လွန်ရန်တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။လက်တလို့နိုင်ငံတကာရဲ့အရေးယူမှုအနေနဲ့မြန်မာနိုင်ငံစစ်တပ်တွေထံသို့လက်နက်စီစဉ်မှု၃ပုံ၃ပုံရှင်းချနိုင်ခဲ့ပြီးစင်ကာပူနိုင်ငံမှ၁၀မြန်မာနိုင်ငံသို့စီစဉ်နေတဲ့လက်နက်၉၀ရာခိုင်နှုန်းကိုရပ်တန့်ရန်အရေးယူနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံမှာဘန်ကောက်ဘက်ကလည်းမြန်မာစစ်ကောင်စီဘက်ကိုလက်အောက်ခံမြန်မာစစ်ဘဝရေးဗန်နဲ့ချက်ဆံမှုရပ်ဆိုင်ခဲ့ပြီးလက်နက်ဝယ်ယူရန်လိုအပ်တဲ့ငွေကြေးတွေကိုဖြတ်တောက်နိုင်ခဲ့ကြောင်း၎င်းကပြောဆိုပါတယ်1 million people have now been displaced 1 million more are expected to be displaced this year အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လင်ကမူလာမည့်ဒီဇင်ဘာလ2026ခုနှစ်ဇန်နဝါရီလအထိရွက်ကောက်ပွဲလေးဘက်တာကျင်းပမည်ဖြစ်ကြောင်းဂျမန်နှင့်နေပြည်တော်ညင်းချမ်းရေးဖိုရမ်မှထုတ်ဖော်ပြောဆိုထားပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့မိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဖေးခင်ကြပါကြပါစေခင်ဗျာ people of Myanmar need is not more talk, not more declarations, not more proclamations, as well meaning as they may be. They need action. The no Many... ASEAN, the UN, and peace donors need to honor our people's pursuit of a new federal democratic Myanmar. The so-called five-point consensus cannot serve as a legitimate peace plan as it lacks not only the participation and consent of our peoples, but fails to address the root cause of the crisis. The